ရင်ပိုင်းမှာတော့အလီယာရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဘတ်စတာမန်ချင်းနဲ့ဘာရှာတို့ရဲ့ပွဲစဉ်ကိုစတင်ပြီးဆုံးသွားခဲ့ပါတယ်။ယခု chapter 159မှာတော့ပြိုင်မဲ့ပေါ်ပေါ်တွေဖြစ်ခဲ့ကြပြီမဲ့လက်ရှိမှာတော့အီဆာကီးယားအရန်ကုန်မှာထိုင်နေရပြီဖြစ်လို့ဘာချီလာကတော့သွားနေပါပြီ။လေ့ကျင့်မှုဆယ်ရဲ့အတွင်းမှာအီဆာကီးယားခိုင်စာအောင်အနိုင်မြင်နိုင်ခဲ့တယ်လို့ line အဆက်တရောက်ထဲမှာလည်းပါအောင်မလုပ်နိုင်ခဲ့ပါဘူး။ Blue Lab Project ထဲကနေပြီးတော့ line ထဲမှာရွေးချယ်ခံရတာဆိုလို့ White Cup ကိုအနိုင်ရရှိခဲ့တဲ့ Captain America တယောက်ထဲရှိပါတယ်။အီဆာကီးယားကွင်းထဲမှာအတူပါဝင်ချေခဲ့ပြီမဲ့ Championship ပြောခဲ့တယ်လို့ပဲ သူ့ရဲ့မိနစ်တိုင်းစက္ကန့်တိုင်းကိုအလဟတာအပြည့်မခံပဲကိုင်းတဲ့ကလူတွေအားလုံးရဲ့ကစားပုံနဲ့အားနေချက်တွေကိုရှာဖွေနေပါတော့တယ်ပွဲပစခင်နောက်ဆုံးအနေနဲ့အနိုင်ရဖို့အတွက်သုံးမှတ်တာလိုရမှာဖြစ်ကြောင်းကစားသမားတွေကိုလည်းအကန့်အသတ်မရှိလဲနိုင်မှာဖြစ်ကြောင်းနဲ့မစတာရီရဲ့3မိနစ်ကစားကွင်းတွေကိုရှင်းပြပါရယ်ကဲအခုတော့ဘတ်စတာမန်ချင်နဲ့ဘာချာရီရဲ့ပွဲစဉ်စတင်ပါပြီဘလုံးတိုင်းရနဲ့ဂျာမန်ဂီးကောင်ကဘယ်ဘက်အချမ်းမှလွတ်နေတဲ့လူကိုတစ်ဖက်အတင်းချားနေလက်လက်ပါပါပြေးလိုက်ပါရယ်တစ်ဖက်ကဘောလုံးကိုလက်ခံရရှိသွားတဲ့ဂရင်းကလည်းတင်ကားတစည်းလိုမျိုးခန္ဓာကိုယ်အောက်အုံပြပြီးတော့တစ်ဖက်အတင်းရဲ့ခန်းစည်းကိုလိန်ခေါင်းရင် ခိုင်စားလူကက်ခံထားရတဲ့အတွက်တစ်ဖက်မှာရှိတဲ့ Eric ကိုပဲဖျက်တင်ပေးလိုက်ပါတယ်။ထိုင်ရခက်တဲ့ပေးပို့မှုကိုလှလာပပပဲထိန်းလိုက်ပြီးတော့တစ်ဖက်အတင်းရဲ့ခန်းစစ်ကိုဖောက်ထွက်ရင်လူမလူတော့တဲ့အတွက်ကြောင့်တစ်ဖက်မှာရှိတဲ့ Captain America ကိုပဲလမ်းပေးလိုက်ပါတယ်။ထိုင်မင်းကတော့တိကျပေမဲ့ဘောလုံးကတော့ Captain America ရဲ့ခေါင်းပေါ်မှာရောက်နေပါတယ်။တကယ်တော့အဲ့ဒီလိုဖြစ်အောင်ပဲတမင်ပေးတာဖြစ်ပြီးတော့တစ်ဖက်အတင်းကဘောလုံးပေါ်ဆက်ရောက်နေတဲ့အချိန်မှာခိုင်စားလွတ်သွားပါပြီ။ကြလာတဲ့ဘောလုံးကပတိန်အမေရိကကယင်ဘက်နဲ့ထိန်းယူလိုက်ပြီးတော့လွတ်နေတဲ့ခိုင်စားကိုမြင်ပေမဲ့အတဆဆန်ပဲကိုအတွက်ကိုပဲဆွဲယူသွားလိုက်ပါတယ်။တုံးနေကြဖြစ်တဲ့ဘဲချေကန်ချက်ကိုမတုံးမဲနဲ့ ဘယ်တန်ဖြစ်တာတော့မှညာချီနဲ့အားပါတဲ့ကံကြက်ကိုကန်လိုက်နိုင်ပါတယ်။တစ်ဖက်ကလည်းကမ္ဘာအဆင့်မီဂိုးသမားဖြစ်တာကြောင့်လွယ်လွယ်နဲ့တော့ဂိုးသွင်းလို့မရပါဘူး။စင်ငယ်ပြောင်းလဲသွားတဲ့ကပတိန်အမေရိကဆိုရင်တော့အရင်လို27မီတာထိသွားဖို့မလိုတော့ပဲ။ဘယ်နေရာအနေဖြစ်ဖြစ်ဘယ်ချောင်းနဲ့မဆိုကန်နိုင်သွားပါပြီ။ဒါကတော့ဝိုက်ကပ်မှာအသက်ရှင်ကြရင်ခဲ့တဲ့ကပတိန်အမေရိကအသစ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကပတိန်အမေရိကရဲ့ကံချက်ကအနည်းငယ်လိုအပ်ချက်ရှိသွားတဲ့အတွက်ကြောင့်တစ်ဖက်ဘာချာအတင်းကတိုင်ပြန်တိုက်စီစဉ်ခွင့်ရရှိသွားခဲ့ပါတယ် တစ်ဖက်ကဂျာမန်ဂေးကောင်ကလည်းကိုင်ဇာလွတ်နေတာကိုမြင်ပြီးတော့ဘာလို့မပေးခဲ့ရလဲမင်းနာဘောလုံးပေးခဲ့မယ်ဆိုရင်အခုချိန်ဂိုးနေလောက်ပြီဆိုပြီးတော့ဂါဘာကေးဂေးကဘာတွေလုံနေတာမလို့ကပတိန်အမေရိကကလည်းမင်းတို့အကြောင်းငါခင်းမဆိုင်ဘူးငါငါ့ရဲ့လမ်းကိုငါကိုယ်တိုင်ဖောက်နေတာအဲ့တော့ငါနားလာမကန့်နဲ့ကဘာကောင်ရဲ့ဆိုပြီးနေထုတ်လိုက်တဲ့အခါမှာဂျာမန်ဂေးကောင်ကအရှိုက်ထိတော်ပြီးတော့92ကြောင်နေတယ်လို့မျိုးကိုင်ဇာဘောတိဆာဆောင်တိမှုယုံနေတဲ့အတွက်အဝါကက်ဆိုပြီးတော့ကြောင်တော်တော်နေလျှောက်လို့ပါတယ်နောက်ဆုံးတော့ဘောလုံးကဘာချီတာစီကိုရောက်ရှိသွားခဲ့ပြီးတော့ဘာချီတာအကွက်ပြဖို့အချိန်ကျလာပြီဖြစ်ပါတယ် ချောက်တာ160မှာတော့ဘာချီရာအသေးရဲ့လုံနိုင်စွမ်းတွေကိုအီဇာကီးကစောင့်ကြည့်နေပြီးဘာချီရာကတော့ကစားပွဲထဲမှာကနေတယ်လို့ဖြစ်ဖို့အတွက်အရှင်မြင့်တင်လိုက်ပါတယ်ပွဲမစတဲ့ခင်ဆဲရဲ့လို့စပိန်အသင်းရဲ့အဆောက်အုံမှာတော့ဘာချာအသင်းရဲ့မာစတာလဗီညိုကဘလူးလောက်ကောင်လေးတွေကိုအေးအေးဆေးဆေးနေကြဖို့ပြောပါတယ်အခါကြီးရက်ကြီးမှာတော့အေးအေးဆေးဆေးနေကြဖို့ပြောနေတယ်လဗင်ဟိုအိုတို့ရတကယ်ကြီးလက်လဗီညိုငါတို့ကမင်းစီယာနေပြီးတော့ဘောလုံးအကြောင်းတကယ်ကြီးတည်ရမှာလားအေးဟုတ်တယ်ငါမင်းရဲ့ဆရာပဲဒါပေမဲ့ငါမင်းတို့ဘောလုံးအကြောင်းတင်ပေးမှာမဟုတ်ဘောလုံးအကြောင်းတင်ဖို့ငါထားတဲ့ကောင် ဘောလုံးနဲ့ပတ်သက်ပြီးဘာမှအသိမေးမှမဟုတ်ဘူးဆိုတော့ကြောင်နေပြီးသားဖြစ်တဲ့ဘာချီရာလည်းကျန်တဲ့ကောင်တွေအကုန်လုံးကတော့ကြောင်ကုန်ကြပါရယ်။လူလားလူမျိုးကမ္ဘာအကောင်ဆုံးတိုက်စစ်မှုကိုဖန်တီးတဲ့နေရာမှာကမ္ဘာအကောင်ဆုံးဖြစ်တဲ့ငါဘာလို့ငါနေရာကိုလူမဲ့ကောင်တွေကိုတင်ပေးရမှာလဲယူရဲ့။ဆိုပြီးပြောတဲ့အခါမှာတော့ဘလူးလောကကောင်တွေကဒီဘဲကဆေးမြကြောင်နေရလားဆိုပြီးတွေးမိကုန်ကြပါရယ်။ဘာချီရာလူဝဲကအခုချိန်မှာအကောင်ဆုံးတိုက်စစ်မှုမဟုတ်လားဆိုပြီးပြောတဲ့အခါမှာတော့လာဗင်ညိုကဟမ်ကောင်လေးမင်းကချကျင်တာလား။ဒါပေမဲ့ TV ထဲမှာအဲ့လိုပြောထားတာပဲလေ။ဆရာကအခါနေတဲ့ဘာချီရာကိုလာဗင်ညိုက အားထောင်ကောင်းလေးငါဘာလို့ပြောတော့အောင်မှခင်မဆိုင်ဘူးငါ့ရဲ့ကိုပိုင်ဖန်တီးထားတဲ့ကဘာမှာတော့ငါအကောင်းဆုံးပဲငါ့ရဲ့ကိုပိုင်ကဘာဘလူနဲ့မှမတက်ဆိုင်ဘူးမင်းသားကဘာအကောင်းဆုံးဖြစ်ချင်တယ်ဆိုရင်တခြားသူတွေရဲ့စကားကိုနားဝင်လို့မဖြစ်ဘူးငါ့ရဲ့မွေးရမေဘရာဇီးမှာဂင်ကာလို့ခေါ်တဲ့စကားလုံးတစ်လုံးရှိရဲ့အဲ့ဒီအတိတ်ပဲကရိမ့်နှဲ့ပြီးတော့လွတ်လွတ်လပ်လပ်လှုပ်ရှားရလို့ခေါ်တယ်ပြီးတော့အဲ့ဒီကကိုခံပညာနဲ့တချင်းကိုပေါင်းဆက်ထားတဲ့ကဘိုရီယာဆိုတဲ့ကိုခံပညာကလာတာမင်းရဲ့ကိုအပေါ်ပိုင်းကိုလွတ်လွတ်လပ်လပ်လွှဲနေပြီးတော့ခြေထောက်နဲ့ဘောလုံးတရားရဲဖြစ်နေတယ်လို့ဆော့နေတာပဲငါကြိုက်တဲ့ဘရာဇီးကျဲပွဲနေရ အဲ့ဒီကစားကွက်ကိုအခြေခံပြီးတော့စော့ကြတယ်အစမှာတော့အဲ့ဒီအန်အောဖို့ကောင်းတဲ့သူတွေစီကနေကူးယူပြီးတော့ကမ္ဘာအကောင်းဆုံးဆိုတဲ့ကိုပိုင်ပုံရိပ်ကိုဖန်တီးဖို့အတွက်ကိုယ့်ရဲ့ကစားကွက်တင်တဲ့အတူပေါင်းဆက်ခဲ့တယ်မင်းတို့ရဲ့မူလပုံစံဒီမှာစပြီငါရဲ့ပုံရိပ်ကလိပ်ပြပဲဘောလုံးကွင်းဆိုတာငါအတွက်အကဆင်ပဲကမ္ဘာအကောင်းဆုံးဆိုတာဘလိုပုံစံလဲဆိုတဲ့ idea နဲ့ကွင်းထဲမှာကပြခဲ့တယ်အဲ့ဒီအရာပဲပရိသတ်တွေရောအယူမူဖြစ်စေခဲ့ပြီးတော့ငါအကျယ်ဝင်းတယောက်ဖြစ်လာတယ်ရိုးရှင်းတယ်မလားဘောလုံးဆိုတာကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့ပဲဆိုင်တယ်တခြားသူတွေစီကနေလဲအတုခိုးရမှာပဲ ဘာချီရာကလည်းလဗင်ကိုပြောတဲ့ဟာတွေကိုတဘောပေါက်သွားခဲ့ပြီးတော့ကိုတိုင်ဖန်တီးထားတဲ့ကိုပိုင်ကပိုင်ကြီးမှာကိုရဲ့မူလပုံစံကိုမမေ့ဖို့လဗင်ညိုကပြောကြရင်းနဲ့အထောက်ကူပြေးစိန်မဲ့လေ့ကျင့်နည်းတွေကိုပြောပြပါရယ်ဘာချီရာကလည်းလဗင်ညိုရဲ့ကစားပုံတွေကိုအတူယူပြီးတော့ကိုရဲ့ကမ္ဘာအကောင်းဆုံးဆိုတဲ့ပုံရိပ်မှာပေါင်းဆက်ပါရယ်အဲ့ဒီလိုလုံနိုင်ဖို့အတွက်လူဝတ်တဲ့ခန္ဓာကိုယ်နဲ့စိတ်ကူးရင်ဆွမ်းရည်အတွက်လည်းလေ့ကျင့်ရပါရယ်ဘာချီရာကလဗင်ညိုသူ့မှာလည်းမကောင်းဆိုးဝါးလို့ခေါ်တဲ့ကိုပိုင်ပုံရိပ်ရှိတဲ့အကြောင်းပြောပါရယ်ဒါပေမဲ့သူပုံပြီးတာမှလာဖို့အဲ့ဒီမကောင်းဆိုးဝါးကိုအနိုင်ယူလိုက်ရပြီဖြစ်တဲ့အတွက်ပိုတာမှလာဖို့ဆိုရင် ဘလို့ပုံဖော်ရမလဲလို့မေးပါတယ်။လာဗင်ညိုကအဲ့ဒီမင်းရဲ့မကောင်းဆိုးဝါးကပျောက်သွားပြီလား။ဘာရှိရာကလည်းမကောင်းဆိုးဝါးကရှိနေသေးပေမဲ့ပိုရင်းတစ်ခုအနေနဲ့ပဲကြံနေကြောင်းပြောပါရတယ်။လာဗင်ညိုကတော့ရိုးရှင်းစွာပဲအဲ့ဒီမကောင်းဆိုးဝါးကိုနောက်တစ်ဆင့်ထပ်မြင်လိုက်။မင်းရဲ့မတူညီတဲ့ပုံရိပ်ကကမ္ဘာအကောင်ဆုံးဖြစ်ဖို့အတွက်လမ်းပြပေးလိမ့်မယ်။ဆိုပြီးပြောတဲ့အခါမှာတော့ဘာရှိရာကလည်းမကောင်းဆိုးဝါးကိုနောက်တစ်ဆင့်ထပ်မြင်နိုင်ခဲ့ပါရ။ကိုင်းထဲမှာတော့ဘာရှိရာရဲ့ dribbling ကအလုံးလုံးနေသေးတယ်ဆိုပေမဲ့တခုခုကတော့ကွဲပြားနေပါရ။သူရဲ့လိန်ခေါက်တဲ့ပုံစံကကွဲပြားနေပြီးတော့ဘောလုံးတစ်ခါလှိမ့်လိုက်တိုင်းဘောလုံးနဲ့ခြေတော့ကကပ်လို့ဖြစ်နေပြီးတော့ ဘလုံးဘယ်ညာပြောင်းတဲ့အခါမှာလဲပိုးပေါ်ပါပါနဲ့မြင်မြန်ဆန်ဆန်ပြောင်းနိုင်ပါတယ်ခန္ဓာကိုယ်ကငြိမ်နေပြီးတော့ခြေတော်ကဘလုံးကိုမခွာတဲ့ပုံစံကြောင့်နောက်ထပ်ဘာလုံးလဲဆိုတော့ခံမှန်းမှုမဖြစ်နိုင်ပါဘူးလှုပ်လို့ရတဲ့အကွက်တွေအများကြီးရှိတယ်ဆိုပေမဲ့ဘာချီတာကတော့တခုမှမလုပ်ပါဘူးသူ့ရဲ့မကောင်းဆိုးဝါးလဲကွက်တွေမဟုတ်ပဲလပင်ညိုစီကအတူယူထားတဲ့အကွက်တွေဖြစ်ပြီးတော့တစ်ဖက်ကစိတ်မရှိလို့လာလို့တဲ့အခါမှာအตาအရာပဲဖျက်ကျော်သွားပါတယ်ဒါကတော့ဂင်ကာနဲ့မကောင်းဆိုးဝါးပေါင်းဆက်ထားတဲ့ဘာချီတာရဲ့ dribbling style အစ်စ်ပဲဖြစ်ပါတယ်တယောက်တည်းစူးသွားနေတဲ့မကောင်းဆိုးဝါးလေးကိုကပ္ပတိန်အမေရိကကထိန်းဖို့ရောက်လာပြီး မကောင်းဆိုးရတဲ့ကပ္ပတိန်အမေရိကာထိတ်တိုက်တွေ့ဆုံရင်းနဲ့ချာပတာ160ရာလဲဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။နောက်အပိုင်းဒီမှာတော့ဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေလာမှာမလို့စောင့်မျှပေးကြဖို့နဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်နေ့ရစပြီးတော့တခြား anime တွေကို review လုပ်ပေးသွားမှာမလို့ review လုပ်ပေးစီခြင်းနဲ့ anime လေးရှိရင်လဲမှန်သွားပြီးလုပ်ရပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။အားပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။